ညီမပိုင်ဆိုငါ့ကိုနစ်နေရပေးလိုက်တော့ဆိုရဲကွန်မန့်နေရများနေပေးချင်ပါတယ်တကယ်ပေးချင်တာကားရိုက်နေတဲ့အချိန်တော့ရွှေရွှေရဒီစတီရိုက်တွေပနက်စလုံးတွေတောက်နေရတဲ့အချိန်ဆိုတော့အဲလူကအရန်ဝိဖြစ်နေလူကတော့အဲ့လိုလေးဖော်ရောမှလीပါတယ်လေခေါင်းပေါ့လူကအဲ့လိုမျိုးနေရထိုင်ရတာကိုအဲ့လို ဖတ်မှိုင်နေလို့လေအဲ့လိုခစားချက်မျိုးဖြစ်နေတောက်တဲ့အရှိန်တွေကြောင့်လေဟိုလူကအရန်ပမန်ဟိုကြည့်ရတူရေဆိုလဲတိမာပါရှူရီအဲတော့ကဆိုရင်တော်တော်ကြီးပါရေဆိုလဲတော်တော်အဲ့ဒါဝါနေရမဟုတ်အဲ့ဒါဖောနေရဖောနေရအဲ့ဒီအချိန်တုန်းကလည်းချိန်နေနေလဲအဲ့ဒါလည်းတောက်နေရတယ်အဲအစိမ့်တွေတောက်နေရတဲ့ကြားမှာအောင်မှအဲတိထပ်ပို့ပြီးတော့ဝါလာမှာဆိုလို့ရှူရီဝိတ်ထိန်ခဲ့ရတဲ့အပိုင်းတွေလည်းရှိရပါဘူး ထွက်သေးလို့အမင်းကမထွက်တာငါပါတတ်နေမှာအဲ့ဒါမြန်မြန်ထွက်အောင်လာပြီးဆွတ်ထုတ်ပေးတော့မှာဘာမအေးအေးမတိုက်ခင်ရရင်ဒီအပိုင်းရကိုအတွက်ရန်ရှိဖို့ happy hormone နဲ့အရန်လိုအပ်နေလို့ဒါငပြင်းရုပ်ရှင်ရောလာပြီးတော့မှကြည့်တာပါ comment လေးတွေဒါအပြင်းသွားရင်လည်းလေတကယ်ကိုလေဟိုဟိုဘယ်လိုရမလဲဥဥတွေရောဒေါ်တွေရောအန်တီဒေါ်ကလေးလေးတွေရောအရင်မှပိုင်ဆိုးစောင့်ကြည့်နေရနော်နောက်ဘက်နောက်အပိုင်းတွေဘာတွေဆက်ပြစ်လာမှလဲနဲ့ကို့အဲ့လိုမျိုးတွေလာပြီးမေးကြရယ်ပေါ့နော်ဆိုတော့အဲဒါလေးရလည်းဟိုဝန်တာဆရာလေးပေါ့ကျမပိုင်ဆိုးကမှုနေရလေးကောင်းပါလေးရကျမတို့နဲ့ရန်ကွာချတာ ဝေးအောင်နိုင်သူအပြုံးနဲ့ထွက်သွားမှာပေါ့အဲ့လိုမျိုးဟဲ့နေဘာဖြစ်လို့ငေါက်ခေါ်ရလဲဆိုတော့မူးဖြစ်နေမှာမဟုတ်အောင်နိုင်သူအပြုံးနဲ့ဖြစ်သွားဖက်ကူရရင်နာတော့အခြေပိုင်းမှာတော့အားမလို့အားမရတာဖြစ်တာပေါ့နော်ယမပိုင်ဆိုးအတွက်ကတော့အဲကိုလည်းကြည်ပြီးအောင်မှာဟဲ့ဟဲ့ဒီလောက်တောင်မှသူ့ဘက်ကဟိုအလိုလိုက်နေရကွာကောင်လေးကအိမ်ထိတောင်မှတည့်ရတာဟာမူးပြီးတော့ရက်ဒီပိုင်းတောက်သူရမ်းစိတ်ညက်သွားတာကောင်မလေးအတွက်လက်ခံလိုက်တော့ပေါ့ဘာလို့ရမ်းမှုနေလဲနော်ဆိုတော့အဲ အဲ့အဲ့ဒီပိုင်းလေးလေအချေးရမပိုင်းစိုးအတွက်ကတော့ချေးမှာတော့ဟာမရဘူးပေါ့နော်အဓိကကတော့အခုအခုလက်ရှိအချိန်ဒီအပိုင်းနေရာကြတော့အဲဒီရမပိုင်းစိုးနဲ့နေတကွန်ရဲ့အချေးအချေးအပိုင်းကိုရောက်လာပြီဆိုတော့အဲပို့ပြီးတော့မှကလစ်ကလစ်ပို့ပြီးဖြစ်လာကြပြီပေါ့နော်ကွန်မန့်နေမှာတော့ဟိုရမဟိုအကုန်လုံးတိုက်တွန်းကြရလေရမောက်နေတကုံအဖြစ်ပြန်ပေးဖို့ပဲနေရလဲပေးကြဖို့ပဲပြောနေကြတယ် ကျမပိုင်ဆိုငါ့ကိုနင့်နေရပေးလိုက်တော့ဆိုရဲကွန်မန့်နေရများနေပြီးချက်မာတယ်တကယ်ပြီးချက်တာကျမကမမရင်အဲ့တော့မပြူဘူးကျမအရန်ချစ်တယ်ခင်ဗျာလောရင်းနဲ့တက်တည်ပြတဲ့သူပို့ပြီးသဘောကျကျမရေးအားရလုံးနေလေတကောလွမ်းနေတကောလေးကမလေးရဲ့ကတရားပေါ့ ဒီကမထွက်ခင်မှာတော့လေကိုတော့ကအရင်စိုးရိမ်မှုတခုတော့ရှိရယ်ဘာလို့ဆိုအဲ့ကားရိုက်နေတဲ့အချိန်တုန်းကရွှေရွှေရဒီစတီရိုက်တွေပနက်စလုံးတွေတောက်နေရတဲ့အချိန်ဆိုတော့အဲလူကအရင်ဝိဖြစ်နေလူကသာအဲ့လိုလေဖော်ရောမှလीပါးတယ်လေဖောင်းပေါ့လူကအဲ့လိုမျိုးနေရထိုင်ရတာကိုအဲ့လို ဖတ်မှိုင်နေလို့လေအဲ့လိုခစားချက်မျိုးဖြစ်နေတဲ့အချိန်ဆိုတော့ဟိုထွက်လာတဲ့အချိန်မှာငါအဆင်ပြေပါမလားဟာညမပိုက်ဆိုးဆိုတဲ့ character နဲ့လိုက်ပါမလားဆိုတဲ့ခစားချက်လေးတွေပေါ့နော်ဟိုအရင်ဖြစ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာလည်းကို့အတွက်ကဟိုခါတိုင်းရက်ရတာတစ်ခုနှစ်ဆပြင်ပန်းခဲ့ရပါပေါ့နော်အဲဆိုတော့အဲ့ဒါလေးဟိုအိုက်ကရိုက်ပြီးသွားတော့ရွှေနောက်ထပ်အဲစီးရီးတစ်ခုရိုက်ထားတယ်ရိုက်ပြီးတော့မှ အဲလုံးဝကိုစီရီကိုဒီတနေ့ပေါ့ဒီနေ့စီရီကိုလုံးဝနားလိုက်နားပြစ်သွားတယ်ပေါ့နော်စေးတောက်တဲ့အချိန်နေကြောင်လေဟိုလူကအရန်ပမန်တာဂျမ်းပမန်တာအဲဟိုကြည့်ရတူကြီးဆိုလဲတိမာပါရှူအဲတော့အဆိုရင်တော်တော်ကြီးပါးနေဆိုလဲတော်တော်အဲ့ဒါဝါးနေရမဟုတ်အဲ့ဒါဖောနေရဖောနေရအဲ့ဒီအချိန်တော့ကလည်းချိန်နေနေလေအဲဟို ဟိုဆေးတွေကလည်းတောက်နေရတယ်အဲဆေးတွေတောက်နေရတဲ့ဈာမအောင်မှအဲဒီထက်ပိုပြီးတော့ဝလာမှာဆိုလို့ရှိရင်ဝိတ်ထိန်းနေရတဲ့အပိုင်းတွေလည်းရှိရပေါ့နော်ဒါပေမဲ့လည်းဆေးအချိန်ကတော့ဟိုဘလို့မှမရဘူးအဲဆေးတောက်နေသမျှတော့ဘလို့မှမရဘူးခန္ဓာကိုယ်ရောမျက်နှာရောအဲ့အနေထားအတိုင်းပဲအဲတို့ပေမဲ့လည်းအဲ့ဒီစိတ်ကိုဖျောက်ပြီးတော့မှ နော်ငါလက်ခံထားတဲ့အလုပ်ကိုငါအကောင်းဆုံးကြိုးစားပြီးလုပ်ရမယ်ဘာလို့ဆိုအဲဒါမဟာ progression အနေနဲ့ရောအဲဒီမဟာရုပ်တန်လိုင်းအနေနဲ့ရောအဲဒီ director ဦးမင်းဦးအနေနဲ့ရောဒီဇက်ကိုဖတ်နေတဲ့သူတွေအနေနဲ့ရောဒါ street ကိုယုံကြည်ပြီးရောမှအလာကန်းလန်းကြတာဖြစ်တဲ့အတွက်ဆူရီအကောင်းဆုံးကြိုးစားခဲ့တယ်ပေါ့ဆိုတော့အခုချိန်မှာအထွက်လာတဲ့အချိန်မှာတော့စိတ်သက်သာရတော့တော်တော်ရခဲ့ပါတယ်ဟုတ်